ီနံပုရဏံနဝနတ္ထိတံဘဝံဝိရဒစိတ်တယတိကေဘဝတမေတေခိနာဘိဇာအဝိရုံလိစန္ဒနိဗ္ဗန္တိဒီရာယထယံပရိဘောဣဒံဘိတံခေရတနံပဏိတံဣတိနာသစ္စေနာသူတိဟောတုယေတံဒီရာနံ အာသောဂုံခန့်ယဟန္တာရှင်အခြင်းပညာရှိတို့ဤပူရဏံဘဝဘဝတန်တာရကပြုကေသမြအတန်တန်အဟောင်းဖြစ်သောကုသိုလ်ကံအကုသိုလ်ကံသည်ခိနံအရတမေညာလက်နှက်ကြောင်းအဆက်ပြေပြုံးကုံဆုံးလေပြီနဝံယဟန္တာ ဖြစ်မှအတေရသည် ပုံညာကောင်းမှုအစုစုတီလီနတ္ထိတံဘဝနတ္ထိတံဘဝံအဝိဇ္ဇာတနာဖောမပါတဖြင့်နောင်ခအင်းအားအကျိုးများဖို့ထင်ရှားမရှိတော့ချေအာယတိကေနောင်နောင်အခါပေါ်လာမည်ဖြစ်သောဘဝသမိန်ဘဝဖန်ခာတန္တရာ၌ဝိရဒာစိတ်တာ တတ်မဲ့ခင်မင်းလိုခြင်းသောစိတ်မရှိကြတော့ကုန်ဒေဒီရာအာတောကုန်ခံယဟန္တာပုဂ္ဂိုလ်ထိုပညာရှိတို့သည်ခိနာဘိဇံကုန်ခံ၆တွေ့ပဋိသင်္ဍေမျိုးစိရှိကြကုန်သည်အဝေရုံတိသန္တာဘဝထိုထိုစီပင်လိုသောသန္တာမရှိကြကုန်သည် ဟုတ်တော်ဝါဖြစ်၍အယံပရိဘော တောက်ပလျံကြီးဤစီမိသည်နေဗုဒ္ဓယထံထိုဤမရဤနေရာပင်ငိမ့်ပြောက်တကဲ့သို့နိဗ္ဗာန်တိထိုဤဘဝမရောက်ကြပဲအေးမြပုံသေးငိမ့်ချမ်းကြဘေတော့တည်းဣဒံဘိတံကေယဟန္တာရိယဤတံဃာရော အပေါင်းတိလီ ပဏိတံအရိယပုဂ္ဂိုလ်များထူထူထက်ဘုံမိုမြတ်မွန်ဟုဘုံမိုမြတ်မွန်တုဘက်လွန်တော်ရတနာယိုသေးလေးမြတ်စိကပ်ဖို့ရာယရနာတဆူဖြစ်တော်မူပါပေ၏ဧတေနာတသေနာမှန်ကန်လှစွာဤဝစီတစ္ဆာကြောင့်ပါဏိနံဖေယံခတ်သိအေငိမ့်ကြလို့များလူတို့အား တူထေတင့်တဘူရန်အတန်တန်နဲ့ဘေးရန်ခတ်တဲ့အင်းရင်ချင်းသည်ဟောတုစင်စစ်မသူဖြစ်ပါစေတည်း